Hello guys welcome back ကျွန်တော် channel ကြီးကနေပြန်လဲကြိုးဆိုလိုက်ပါတယ်ဒီနေ့ကျွန်တော်တင်ဆက်ပေးသွားမှာကတော့ Changela Protina ဆိုရယ် Animal လို့ဖြစ်ပါတယ်ကဲဒါဆိုရင်တော့အချိန်ဆွဲမနေတော့ပဲစလိုက်အောင်ဗျဒီအောင်မျိုးတော်မှာရောက်နေတဲ့ Seraguro အဖွဲ့လဲ Unit Monster ကြီး Karine ရဲ့ရင်ဆိုင်ဟိုအတွက် plan နေဆွဲလိုက်ကြပါတယ်အဲ့ဒီနောက်အကုန်သူလဲလုံးစရာကိစ္စလေးရှိသေးရမို့ lock out လုပ်လိုက်ကြပြီးလူခွဲလိုက်ပါတယ်နောက်ဒီနေ့မှာတော့ Seraguro တယောက်ဟာသူ့တင်ငယ်ရှင်ကဆိုရဲ့ဖိတ်ခေါ်မှုကြောင့်အမြန်ရထားစီပြီးထွက်လာခဲ့တယ် ဆရာဂူတစ်ဖြစ်လဲရာကူရိုဟီဇုတို့မဲ့အတွက်ကဘာတော်ဆိုင်ရာဂိမ်းပြိုင်ပွဲဟာပထမဆုံးအကြိမ်ဝင်ပြိုင်ရမှာဖြစ်တယ်လို့ကတ်ဆိုပါဝင်ပန်ဆယ်ကွန်လုံးနဲ့လည်းပထမဆုံးအကြိမ်တွေ့ဆုံရမှာဖြစ်တာကြောင့်စိတ်လှုပ်ရှားနေခဲ့ပါတယ်။ဒါအပြင်ဆရာဂူနေမဲ့ဟိုတယ်ကိုလည်းကတ်ဆိုကစီစဉ်ပေးထားပါတယ်။အကောင်းစားမွေးရာတွေအစီအခံတွေအပြင်နောက်ဆုံးပေါ်ဂိမ်းဆက်ကြီးပါရှိနေရကြောင့်ဆရာဂူလည်းပါဇက်ဟောင်းသားဖြစ်သွားရပါပြီ။အဲ့အချိန်မှာပန်ဆယ်ကွန်တစ်ဖြစ်လဲစူပါမော်ဒယ်ဖြစ်တဲ့တိုအာမာနဲ့ကတကားလာခောက်တာကြောင့်ဆရာဂူရဲ့ထွက်တွေ့ကိုပြလိုက်တယ်။ ဒါပေမဲ့သူတငယ်ချင်းတွေဖြစ်ကြတဲ့ကတ်ဆိုကလည်းပရိုဂိမ်မာတယောက်ဖြစ်တယ်လို့ပန်ဆယ်ကွန်ကလည်းစူပါမော်ဒယ်ဖြစ်နေရကြောင်းသူ့ကိုတွေ့ရင်လည်းတခြားသူတွေမြင်မှာထူးခြားနေအောင်ဆိုပြီးဓာတ်ငွေကာကွယ်တဲ့မျက်နှာဖုံးဝင်ပြီးပန်ဆယ်ကွန်နဲ့ထွက်တေးလိုက်တယ်။အဲ့ချိန်တစ်ဖက်မှာရှိနေတဲ့ကတ်ဆိုနဲ့တခြားပလေယာတယောက်ကလည်းဆာရာကူရိုရှိယာစီကိုလာနေကြပါတယ်။ကတ်ဆိုရဲ့ပါတနာကတော့သူ့ရဲ့အဖွဲ့ဝင်နှစ်ယောက်နေရာမှာဆာရာကူရိုကိုထည့်ကစားတဲ့အပေါ်မှာတိတ်သဘောမကျပါဘူး။နောက်ပြီးဆာရာကူရိုရဲ့အယီရှင်းကိုမသိသေးတာကြောင့်ပရိုဂိမ်မာတွေလိုစကေးမကျမ်းမာကိုလည်းစိတ်ပူနေတယ်။ ဒါကြောင့်ကဲဆိုလဲသူ့တငယ်ချင်းတွေကဂိမ်းထဲမှာတောင်ငဘောတွေဖြစ်ပေမဲ့သူတို့ရဲ့ဂိမ်းဆော့ရဲ့စကီတွေတော့ယုံလို့ရတယ်လို့ပြောလိုက်တယ်။အဲဒီနောက်ကဲဆိုတို့လည်းဒန်းဝင်းမျက်နှာဖုံးကြီးဝတ်ထားတဲ့ဆာရာကူနဲ့ပန်ဆယ်ကူတို့နဲ့တွေ့လိုက်ရပါပြီ။အစကတော့ဂိမ်းထဲမှာပဲငဘောတွေလိုထိလိုက်ပေမဲ့အပြင်မှာလည်းတကယ်ကြီးငဘောတွေဖြစ်နေခဲ့ပါတယ်။အဲဒီနောက်ကဲဆိုလဲသူ့ရဲ့ပါတနာနဲ့ဆာရာကူတို့ကိုမိတ်ဆက်ပေးလိုက်ပါတယ်။ သူမကတော့ကက်ဆိုရိုနီထရိုဖွဲ့ရဲ့အဖွဲ့ဝင်တယောက်ဖြစ်တဲ့နာဆူနဲ့မဂမီဖြစ်ပါတယ်။အဲဒီနောက်သူတို့လည်းသူတို့ရှင်ပြရမယ့်ဖွဲ့ကအမေရိကန်နိုင်ငံရဲ့ထိတ်တန့်ကစားသမားတွေဖြစ်တာကြောင့်သူတို့လိုရရလူတွေစုထားတဲ့ squad အနေနဲ့နိုင်ုံမလွယ်ရကြောင်ပလန်တွေဆွဲမယ်ဆိုကအခန်းတွင်းဝင်လာခဲ့လိုက်ကြပါတယ်။ဆာရာကူကလည်းအခန်းထဲကိုရောက်တဲ့တိုင်အောင် gas မျက်နှာဖုံးကြီးကိုမွှွတ်တဲ့အပြင်အာမာနေကလည်းသူ့အကြောင်းတွေကိုကြွားနေရကြောင်မဂမီကတော့ကြိမရဖြစ်နေပါပြီ။အဲဒီနောက်မဂမီလည်း ဒီနှစ်ယောက်နဲ့အမေရိကန်နိုင်ငံရဲ့ထိတ်တန်းဖွဲ့ဖြစ်တဲ့ Star Ring ကိုဘယ်လိုရှင်ပြိုင်ပါလဲလို့ကဇိုမေးလိုက်ပါတယ်။အဲဒီနောက်ကဇိုလည်းသူတို့ရှင်ပြိုင်ရမယ့် Star Ring ဖွဲ့အကြောင်းပြောပြလာတယ်။ Star Ring ဖွဲ့မှာတော့ Total အဖွဲ့ဝင်၄ယောက်ရှိပြီး Selbia ဆိုတဲ့ကောင်မလေးကတော့အဖွဲ့ရဲ့ခေါင်းဆောင်ဖြစ်ပါတယ်။သူမလွန်ခဲ့တဲ့9နှစ်ကစပြီးဂိမ်းပြိုင်ပွဲအထဲမှာရုတ်တရက်ပါဝင်လာခဲ့ပါတယ်။နောက်ပြီး final ရောက်တဲ့အထိ pro gamer တွေကိုလည်းတယောက်ချင်းအမောက်တင်ရိုက်ခဲ့တာကြောင့်နာမည်လည်းအရင်ကြီးခဲ့ပါဗျ။အဲဒီနောက် starring ဖွဲ့ကသူမောက်ကိုမျက်စိကျသွားခဲ့ပြီး သူတို့နဲ့လက်တွဲဆောင်အတွက်ဖိတ်ခေါ်လိုက်ပါတယ်။အဲဒီနောက်ပိုင်းမှာတော့အောင်မြင်မှုတွေကိုဇက်တိုက်ရရှိခဲ့ပြီးအမေရိကန်နိုင်ငံရဲ့ programmer တွေထဲမှာထိတ်ဆုံးနေရာမှာအခုချိန်ထိတိုင်အောင်ရပ်တည်နေခဲ့ရပါ။နောက်ပြီးဂျန်နဲ့အဖွဲ့ဝင်၃ယောက်ကလည်း programmer တွေဖြစ်တာကြောင့်ဆာရာကူတို့ပါဝင်လာလို့ရောဒီအဖွဲ့ကိုနိုင်မလာလို့မဂမီကမေးလိုက်ပါတယ်။ကဇိုအနေနဲ့လဲဆယ်ဗီယာကိုအကြိမ်ကြိမ်ရှင်းတိုက်ဖူးခဲ့ပါတယ်။ဒိုင်အိုဆိုတာဝေးလို့တရေကြတာအောင်မှတစ်ကြိမ်ပဲရှိခဲ့ပါတယ်။ဒါပေမဲ့ဒီတစ်ကြိမ်မှာတော့ဆန်ရာကူရိုပါဝင်လာတာကြောင့်သူ့မှာအခွင့်အရေးရှိနေပြီလို့ကဇိုကတော့ယုံကြည်နေခဲ့ပါတယ်။ ဆာရာကူနဲ့ပန်ဆယ်ကိုဟာရှန်ကီလာပရိုတီနာကိုစောကြတဲ့ပရိုဂိမ်းပါတွေဖြစ်ကြပြီးအခုတို့သူတို့ရှင်ပြရမယ့်ဂိမ်းကလည်း Glacier Hero Hero ဆိုတဲ့ဂိမ်းဖြစ်နေခဲ့ပါတယ်။ဒီဂိမ်းကတော့ဒီနှစ်နိုယာတီးယားမှာအသစ်ထွက်ရှိခဲ့တာဖြစ်ပြီးဂိမ်းဆိုင်တွေမှာတော့မတင်သေးပါဘူး။နောက်ပြီးဒီဂိမ်းက Glacier Hero Comic ကိုအခြေခံထားတာဖြစ်ပြီးဒီဂိမ်းထဲမှာတော့ Hero နဲ့ Villain တွေက Crossover အနေနဲ့အချင်းချင်းပြန်လည်တိုက်ခိုက်ရတာပါ။ဒါပေမဲ့ဆရာသမားနှစ်ကောင်ကတော့ န်ဆိုပို့လိုက်တဲ့ကော်မစ်ဆောက်တွေကိုမဖတ်ထားတဲ့အပြင်ဆရာကူဆိုရင်ဂျောင်းထဲမှာထိုးထားပါဗျ။ Glacier Hero ဆိုတဲ့ဂိမ်းပြိုင်ပွဲဖြစ်ပေမဲ့သူတို့လိုရှန်ဂီလာဖရန်တီနာကိုဆော့တဲ့နှစ်ယောက်ကိုဘာလို့ဖိတ်ခေါ်ထားလဲလို့ကန်ဆိုကိုပန်ဆယ်ကူကမေးလိုက်ပါဗျ။ Glacier Hero ဆိုတဲ့ဂိမ်းကို Champlo ရဲ့ထုတ်လုပ်သူတွေဖြစ်ကြတဲ့ US company ကပဲနောက်ဆုံးပေါ်နီးပညာရင်နဲ့ထုတ်လုပ်ထားတာဖြစ်ပြီးတခြားဂိမ်းတွေနဲ့မတူတဲ့လုံးဝ realistic ဂိမ်းတစ်ခုဖြစ်ပါတယ်။ဒါကြောင့်ဒီဂိမ်းကို Champlo ရဲ့ဒုတိယမျိုးဆက် version လို့တော့မှလူတွေကပြောကြပါဗျ။ ါကြောင့် Champlo ရဲ့ programmer ဖြစ်ကြတဲ့ Sarah Gu တို့သူတို့ squad မှာပါဝင်လာတာဟာအားသာချက်တစ်ခုဖြစ်တယ်လို့ကန်ဆိုကပြောပြလာပါတယ်။ဒါပေမဲ့ Megami ကတော့ Sarah Gu တို့ပေါ်မှာတန်တရားကြီးဖြစ်နေသေးတာကြောင့် Megami နေနဲ့ Sarah Gu တို့အပြည့်ဝယုံကြည်နိုင်တယ်လို့ကန်ဆိုကပြောလိုက်ပါတယ်။အဲဒီနောက်ကန်ဆိုလည်း Sarah Gu နဲ့ Pencil Gu တို့ကိုသူ့ရဲ့ game ပြိုင်ပွဲမှာရောက်လာပေးတဲ့အတွက်ကျေးဇူးတင်စကားပြောလိုက်ပါတယ်။မဂမီကတော့ဆာရာကူနဲ့ player basket player ဆော့ရှင်တာကြောင့်စိန်ခေါ်လိုက်ပါတယ်။အဲဒီနောက်သူတို့လည်းတွားစရာကိစ္စလေးရှိတာကြောင့်အောက်ထပ်ကိုဆင်းလာခဲ့ကြတယ်။ ကဆူကတော့ပန်ဆယ်ကိုကောမစ်ပုတ်တီတေချာဖတ်တာအောင်မှာနေပေမဲ့ဆရာသမားကတော့လုံးဆရာကိစ္စရရှိရဲဆိုတာထွက်ပြေးသွားခဲ့ပါပြီ။ မဂမီလဲသူနဲ့ဆာရာကူဆော့ရင်ဘယ်သူနိုင်မလို့ထင်လဲလို့ကတ်ဆိုမေးလိုက်တယ်ဆာရာကူနေနဲ့ရှမ်ပလော့ဂိမ်းမှာပရိုဂိမ်းမှာတယောက်ဖြစ်တဲ့အထိဆော့နိုင်တယ်ဆိုပေမဲ့ဂလစီယာဟီးရိုးဂိမ်းကိုတော့ဒီတစ်ချိန်မှဆော့တာပါဒါကြောင့်ဘယ်သူနိုင်မလဲဆိုတာကိုသေချာမပြောနိုင်လို့ဖြေလိုက်တယ်တစ်ဖက်မှာရှိနေတဲ့ဆာရာကူကတော့ဂလစီဟီးရိုးဆိုတဲ့ဂိမ်းအကြောင်းကိုသေချာဖတ်နေခဲ့ပါတယ်များသောအားဖြင့်ဘူယာဂိမ်းတွေမှာအပြင်းအထန်နဲ့ဂိမ်းရအဘတာရဲ့ခန္ဓာကိုယ်အရွယ်စားတွေကကွဲပြားတာကြောင့်လှုပ်ရှားတဲ့နေရာမှာတော်တော်လေးအခက်တွေ့ပါတယ်ဒါပေမဲ့ရှမ်ပလော့ဂိမ်းနဲ့ဂလစီဟီးရိုးဂိမ်းတွေမှာဒီအချက်ကိုလုံးဝဖြေရှင်း ထားနိုင်ပါတယ်။အဲ့နောက်ဆရာကူလည်းဘလိုဟီးရိုးကိုသုံးရင်ကောင်းမလဲလို့ရွေးလိုက်ပါတယ်။ပထမဆုံးတွေးလိုက်ရတဲ့ဟီးရိုးကတော့ Ranzo ဒါနရှောင်းစတိုင်ကိုသုံးတဲ့အဘိုးကြီးပုံစံကာရိုက်တာပါ။ဆရာကူရဲ့ရှမ်ပလော်ရဲ့ဇက်ကောင်နဲ့တော်တော်လေးဆင်တူရဲ့အပြင်အထူးထားတိုက်ွက်တွေပါဝင်တဲ့အပြင် Mobility တိုင်းမှာလည်းတော်တော်လေးမြင်လာကြောင်းအရန်အသုံးဝင်တဲ့ကာရိုက်တာတစ်ကောင်ပါ။ဒုတိယကောင်ကတော့ Cars Prison ဒီကောင်ကတော့ဘီလီနကောင်ဖြစ်ပြီး အနက်ရောင်မီးတောက်တွေတောက်လောင်တွေကခန္ဓာကိုယ်မှာတန်ချက်ကဝတ်စုံတွေဝတ်ဆင်ထားတဲ့တော်တော်လေးကျန်းတဲ့ကောင်ဖြစ်ပေမဲ့ထိန်းချုပ်ကစားရတာမှလည်းတော်တော်လေးခက်ပါတယ်။တတိယတကောင်ကတော့ Medius ဒီကောင်ရဲ့အားသာချက်အနေနဲ့ကတော့အရန်ပြင်းတဲ့ mobility ကိုပိုင်ဆိုင်ထားတာဖြစ်ပြီးအားနည်းချက်အနေနဲ့ပြောရမယ်ဆိုရင်တော့ဘယ်ရင်ညာတွေသာကွင့်မယ်ဆိုရင်စက္ကန့်နဲ့ငယ်လောက်ရက်တက်ရတဲ့ပြဿနာတစ်ခုရှိပါတယ်။နောက်တစ်ကောင်ကတော့ Twinkle PC ဆိုတဲ့ချစ်စရာနတ်သမီးလေးဖြစ်နေခဲ့ပါတယ်။သူကတော့အပြင်းမကြီးရင်အရန်ရှိဖို့ကောင်းပေမဲ့အနီးကပ်တိုက်ပွဲတွေမှာတော်တော်လေးကျန်းတဲ့ကောင်ပါ။ နောက်ထပ်တွေ့ရတော့ cyber law ဆိုတဲ့စိတ်ယုတ်ကောင်ဖြစ်ပါတယ်ဒီကောင်မှာတော့အဝေးကိုပြစ်ခတ်နိုင်တဲ့လက်နက်တွေပါဝင်စိတ်နဲ့ထိန်းချုပ်နိုင်တဲ့စွမ်းရည်တွေလည်းရှိပါတယ်ဆာရာကူတယောက်ဂိမ်းအကြောင်းကိုတေချာလေးဖတ်နေချိန်မှာတော့မက်ဂမီစီယာသူနဲ့ရှင်ပြိုင်ဆော့တဲ့စာဝင်လာပါတယ်ဒါကြောင့်ဆာရာကူလည်းဂိမ်းထဲကိုလော့ရင်ဝင်လိုက်တယ်ဆာရာကူကတော့ hero character ကိုရွေးခဲ့တာဖြစ်ပြီးမက်ဂမီကတော့ဘီလိန်နီယာအနေဆော့မှာဖြစ်ပါတယ်။အဲဒီနောက်ဆာရာကူလည်းဂိမ်းထဲကအဓိကနေရာစီကိုပို့လာခံလိုက်ရတယ်။ ကော်မစ်စာကိုအခြေခံထားတဲ့ဂိမ်းမျိုးစားဖြစ်တာမို့ graphic ဘိုင်းနဲ့ design ဘိုင်းတွေကတော့တခြားဂိမ်းတွေနဲ့တော်တော်လေးကွဲပြားနေခဲ့ပါတယ်။ Sarah Ku ကတော့ Mega Man နဲ့ရှင်ပြိုင်စောအတွက် Razzle ဆိုတဲ့ character ကိုရွေးခဲ့ပါတယ်။အဲ့နောက်သူဂိမ်းထဲကိုရောက်လာချိန်မှာတော့ Oh Hey ကူညီတောင်းနေတဲ့သားမီးညောက်ကိုတွေ့လိုက်ရတယ်။အဲ့အချိန်မှာအပေါ်ထက်ကအပျက်စီးရပြုတ်ကျလာတဲ့ကြောင့် Sarah Ku လည်းသူ့သားနဲ့ခုတ်ပန်းပေးလိုက်ပြီးဝင်ရောက်ကယ်တင်ပေးလိုက်ပါတယ်။အဲ့အချိန်တစ်ဖက်မှာရှိတဲ့ Mega Man ကတော့ NPC တွေကိုအနိုင်ကျင့်နေခဲ့ပါတယ်။ဒီပိုင်းလေးကိုပြီးဆုံးထားပါတယ်။ကြီးစုသူရောက်ရှိတဲ့အကြောင်းကျေးဇူးတင်ပါတယ်။ဒါဆိုရင်တော့နောက်ထပ်ဗီဒီယိုလေးမှာ 点对焦要不？